ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မိုးတောက်မုန်တိုင်းနဲ့ရွာသူရဲ့ရေစမ်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်များအားလုံးကလည်းနားဆင်ပေးပါဦးခင်ဗျာမိုးတောက်မုန်တိုင်းနဲ့ရွာသူရဲ့ရေစမ်းမြန်မာပြည်ရဲ့အေရီမြဝကျွန်းပေါ်ဒေသမှာစိန်လန်းနဲ့လေခွင်းနေနဲ့ရိုးရွာဓလေ့တွေနဲ့စီကားတဲ့မြိုင်သာရွာဆိုတဲ့ရွာလေးတစ်ပြားရှိအဲဒီရွာကညည်ရည်နဲ့မျိုးစားကောင်းမွန်မှုတွေကြောင့် စပားဆိုင်ပြူရမှာထင်ရှားတယ်။ဒါပေမဲ့အဲ့ဒီဒေတာဟာမုံတိုင်းနဲ့ရေကြီးရေရှမ်းမှုတွေကလည်းရင်ဆိုင်ရက်တက်ပါတယ်။ဒီဇယ်လန်လေးကမြိုင်သာရွာရဲ့တဘာဝဘေးရန်တဲ့တကူကိုရင်ဆိုင်ကျော်လွှားခဲ့ပုံနဲ့သင်ခန်းစာတွေကိုပေါ်ပြပေးသွားမှာပဲဖြစ်ပါတယ်။အဲ့ဒီနေ့ကမိုးရသည်ဟာပုံမှန်တက်ပို့ပြီးတော့ပြင်းထန်နေပါတယ်။မြိုင်သာရွာရဲ့ရွာသားကြီးဦးသိန်းကလည်းမိုးကောင်းကင်ကိုကြည်ရင်နဲ့ဇိုးရင်ပူပန်မှုတွေနဲ့ရည်ရွယ်နေတယ်။ဒီနှစ်က မိုးဟာတမျိုးပဲမြည်တက်လာရင်ဘာလုပ်ကြမလဲအဲ့ဒီလိုမျိုးတွေးနေပါလေရွာကလူငယ်တွေကမူမိုးရေထဲမှာပြေးကစားရင်းနဲ့ပျော်ရွှင်နေကြပါလေဒါပေမဲ့မိုးဟာရက်သက်တစ်ပတ်ပေါင်းများစွာမရက်မနာရွာသွင်းနေပါလေဒီနေ့မှာတော့ရေဒီယိုမှသတင်းတူးတစ်ခုကိုထုတ်လွှင့်လာတယ်အေယာဝတီတီတာတို့မိုးတော့အမြင်ရှိအပြင်းမုန်တိုင်းတစ်ခုဥတီလာနေပါသည်လေပြင်းတိုက်ခိုက်မှုနဲ့ မြေရေရှမ်းမှုများဖြစ်ပေါ်လာနိုင်ပါသည်ဒေသခံများကြိုတင်ပြင်ဆင်ထားပါဆိုတဲ့သတိပေးချက်ပဲဖြစ်ပါတယ်အဲ့ဒီတရင်ကိုကြားသိလိုက်ရတဲ့ရွာသားများဟာထိတ်လန့်သွားတယ်ဒါပေမဲ့တချို့ကမုံတိုင်းဟာဒီလောက်မစိုးပါဘူးလို့ပေါ်ပေါ်တန်တန်နဲ့တွေးပြီးတော့ယူဆထားကြတယ်မုံတိုင်းမလာမီ၃ရက်အလိုမှာဦးသိန်းဟာရွာလူတို့ကိုစူဝေးစေပြီးတော့အစည်းအဝေးတစ်ခုခေါ်ယူတယ်အဲ့ဒီအစည်းအဝေးမှာရွာလူငယ်တအုပ်ဖြစ်တဲ့ကိုမောင်ကြီးကနေပြီးတော့ပြောလိုက်တယ် ဦးသိန်းရဲ့ဒီမုန်တိုင်းကတခါမှမကြုံဘူးဘာတွေပြင်ဆင်ရမလဲပြောပြပါဦးအဲ့ဒီလိုမျိုးမေးလိုက်ပါတယ်ဦးသိန်းကလည်းအေးဆေးစွာပဲပြန်ဖြေလိုက်တယ်ဟုတ်တယ်ဗျမုန်တိုင်းဆိုတာကျွန်တော်တို့ထိန်းချုပ်လို့မရတဲ့တဘာဝရဲ့အင်အားပဲဒါပေမဲ့ကြိုတင်ပြင်ဆင်မှုနဲ့စီလုံးမှုနဲ့ကျွန်တော်တို့ဒါကိုရင်ဆိုင်နိုင်ပါတယ်ပထမဆုံးကျွန်တော်တို့အိမ်တွေကိုခိုင်ခိုင်အောင်လုပ်ရမယ်အုံမင့်တွေတစ်ပင်ကြီးတွေအောက်မှာ မနေကြဘူး မြေကန်တဘေးကအိမ်တွေကရွှေထားဖို့လိုအပ်တယ်။နောက်ပြီးတော့အစာအသောက်ရေတပ်စေဝါးတွေကိုစုဆောင်ထားရမယ်။အရေးကြီးတာကမုံတိုင်းလာရင်ဘုံကြီးចောင်းလို့ခိုင်ခန့်တဲ့နေရာမှာကိုလုံကြဖို့ပဲ။ဦးသိန်းရဲ့စကားကိုနားထောင်ပြီးရွာသားတွေကလှုပ်လှုပ်ရှားရှားပြင်ဆင်လာကြတယ်။ကိုမောင်ကြီးနဲ့သူ့ရဲ့တငယ်ချင်းတွေကတော့ရွာထဲမှာရှိတဲ့တကြီးရိုးတွေနဲ့ကလေးငယ်တွေကိုဘေးကင်းရာကိုပို့ဆောင်ရတာဝန်ယူလိုက်တယ်။အမျိုးသမီးတွေကတော့ ဆန်ရေတန့်ဖျောင်းတိုင်များကိုစုဆောင်ကြတယ်။ဒါပေမဲ့ရွာထဲမှာရှိတဲ့ဦးကျော်ဆိုတဲ့လူလက်ပိုင်မျိုးသားတအူကတော့ဒီလောက်လုံနေစရာမလိုပါဘူးဗျာ။မုံတိုင်းကဘာမှမဖြစ်ပါဘူး။အဲဒီလိုပြောပြီးတော့အိမ်မှာပဲနေပါတယ်။မုံတိုင်းဟာနောက်ဆုံးမှာတော့မြင်းသားရွာကိုရောက်ရှိလာခဲ့တယ်။လေပြင်းတွေကအုံမင်းတွေကိုရိမ်းထိုးစေပြီးတော့မြေကြီးတွေဟာကဘာတွေကိုကျော်လွှားပြီးတော့ရွာထဲကိုစီးဝင်လာတယ်။ အိမ်များစွာနှင်းမြုပ်သွားပြီးတစ်ပင်များပြိုလဲတံတွေကလည်းတရွာလုံးကိုထိတ်လန့်စေပါရည်။ဦးသိန်းနဲ့ကိုမောင်ကြီးတို့ဟာရွာသားအများစုကိုဘုံအကြောင်းကိုပို့ဆောင်ပြီးတဲ့နောက်ဦးကျော်ရဲ့အိမ်ဘက်ကိုသွားရောက်စစ်ဆေးကြတယ်။ဦးကျော်ဟာရေကြီးလာတာကိုမြင်ပေမဲ့လည်းအိမ်ထဲကနေမထွက်ဘဲနဲ့ပစ္စည်းတွေကိုကာကွယ်ရန်ကြိုးစားနေတယ်။ကိုမောင်ကြီးကပေါ်ပြောတယ်။ဦးကျော်ရေပစ္စည်းတွေထက်အသက်ကအရေးကြီးရဲ့ဗျ။အခုလိုက်ခဲ့တော့ဦးကျော်ဟာ နောက်ဆုံးမှာတော့လိုက်ပါလာပြီးဘုံကြီးเจ้าကိုရောက်ရှိသွားခဲ့တယ်။ဘုံကြီးเจ้าမှာတော့ဂျွာသားတွေကစီလုံးညီညွတ်စွာနဲ့အချင်းချင်းအားပေးကူညီကြတယ်။တချို့ကကလေးတွေကိုစောင်းနဲ့ထုတ်ပေးပြီးတော့အနှွေးတက်ပေးကြတယ်။တချို့ကတော့စူးစောင်းထားတဲ့အစားအစာတွေကိုဝေငှကြတယ်။မုံနှဲဟာနိုင်ပေါင်းများစွာဆက်လက်တိုက်ခိုက်ပြီးတော့တပြည့်ပြည့်နဲ့အားယိုသွားတယ်။မုံနှဲလွင်ပြီးတဲ့နောက်မှာတော့မြိုင်းသားရွာဟာရေပွက်ထဲမှာနေမွေးနေပြီဖြစ်တယ်။ အိမ်များစွာပျက်စီးသွားပြီးတော့လေခွင်းတွေကလည်းရေနှင်းပြုတ်သွားတယ်။ဒါပေမဲ့ရွာသားတွေကစိတ်ဓာတ်မကျဘဲနဲ့ပြန်လေတိဆောက်ဖို့စတင်ကြတယ်။ဦးသိန်းကလည်းရွာသားတွေကိုစူးစီးပြီးဒီဘေးအန္တရာယ်ကကျွန်တော်တို့ကိုသင်ခန်းစာပေးသွားတယ်။တဘာဝကိုလေးစားရမယ်။ကြိုတင်ပြင်ဆင်မှုကအသက်ကိုကယ်တယ်ဆိုတာသိလေရပြီဗျ။အဲ့ဒီလိုမျိုးပြောတယ်။ဦးကျော်ကလည်းသူ့ရဲ့မစင်မကျင်တဲ့လောက်ရက်ကိုနောက်တရပြီးတော့ကျွန်တော်မစင်မကျင်လုံးပြီလို့ အားလုံးကို NDA ဖြစ်စီလို့တောင်းပန်ပါတယ်။နောက်ဆိုရင်တော့သတိပေးချက်တွေကိုလည်းနားထောင်ပါမယ်။ကျွန်တော်ဂရုပြုပါတယ်။အဲဒီလိုမျိုးပြောလိုက်တယ်။အခုပြောပြပေးခဲ့တဲ့ဇလံလေးကိုနားဆင်ပြီးတော့သင်ခန်းစာများစွာရရှိနိုင်ပါတယ်။ကြိုတင်ပြင်ဆင်မှုရဲ့အရေးပါပုံတဘာဝဘေး NDA တွေဟာမထင်မှတ်ဘဲနဲ့ရောက်ရှိလာနိုင်ပါတယ်။မုံတိုင်းသတိပေးချက်တွေကိုလေးစားပြီး အစာအသောက်ရေတန့်ဈေးဝါးနဲ့ဘေးကင်းရာနေရာတွေကို ြိုတင်ပြင်ဆင်ထားဖို့အရေးကြီးပါတယ်။မြိုင်သားရွာရဲ့အောင်မြင်မှုဟာရွာသားတွေရဲ့စီလုံးမှုကြောင့်ပဲဖြစ်ပါတယ်။ဘေးအန္တရာယ်ကြာရောက်တဲ့အချိန်မှာအချင်းချင်းကူညီခြင်းဟာအသက်များစွာကိုကယ်တင်နိုင်ပါတယ်။တဘာဝဘေးအန္တရာယ်တွေဟာလူသားတို့ဒိန်းချုံနိုင်စွာမရှိတဲ့အင်အားတွေပဲဖြစ်ပါတယ်။မြေကန်တွေမှာအိမ်တွေစောက်တာ၊တစ်ပင်ကြီးတွေအောက်မှာမနေထိုင်တာစတဲ့အချက်တွေကိုသတိထားပြီးတော့အန္တရာယ်ကိုချော့ချနိုင်ပါတယ်။ ဦးကျော်လိုမျိုးတရီပီးချက်တွေကိုလိလူရှုပြီးအန်ဒီယေကိုဖိတ်ခေါ်တာမျိုးမလုပ်သင့်ပါဘူး။ယာတီဦးတို့ပြောင်းလဲမှုကြောင့်မုံတိုင်းနေနဲ့ရေကြီးရေရှမ်းမှုတွေကပုံမပြင်းထန်လာနိုင်ပါလေ။တစ်ပင်ဆိုင်ပြူတာရည်စည်းစင်းမှုစနစ်တကျထိန်းသိမ်းတာနဲ့တဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတာကလည်းအနာဂတ်ရဲ့အန်ဒီယေတွေကိုချော်ချာနိုင်ပါလေ။မိုးတောင်ပေါ်နဲ့ဟာဒေသရွာကိုပျက်စီးစေခဲ့ပေမဲ့လေရွာသားတွေရဲ့စီလုံးမှုဉာဏ်ပညာနဲ့ရေစွမ်းတက်တီတွေကြောင့် ဘေးအန္တရာယ်ကိုကျော်လွှားနိုင်ခဲ့ပါတယ်။ဒီဇယ်လန်လေးထဲမှာတဘာဝရဲ့အင်အားကိုလေးစားဖို့နဲ့ကြိုတင်ပြင်ဆင်မှုရဲ့အရေးပါမှုတွေကိုသင်ခန်းစာပေးခဲ့တာပဲဖြစ်ပါတယ်။မြန်သာရွာဟာယခုအခါမှာပုံမှန်ခန့်ခန့်နဲ့ရွာတရွာအဖြစ်ပြန်လည်ရှင်သန်နေပြီးတော့တဘာဝဘေးအန္တရာယ်တွေကိုရင်ဆိုင်ဖို့အမြဲအသင့်ပြင်ထားပါတယ်။ဒီဇယ်လန်လေးကတော့မြမရိုးရရဲ့ဒလိတွေနဲ့တဘာဝဘေးအန္တရာယ်တွေကိုရင်ဆိုင်ရတဲ့ဒေသခံများရဲ့စိတ်ဓာတ်ကိုရောင်မြန်ဟပ်ထားပြီးတော့ ပညာပေးမှုတွေနဲ့ဗတ်ရှုသူတွေအတွက်တန်ဖိုးရှိစေတဲ့တင်ကန်းစာတွေကိုပေးစွမ်းဖို့ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ပြည်ထောင်နာခင်ဗျာစည်းလုံးညီညာအောင်ကြောင်းပြဆိုတဲ့စကားအတိုင်းကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးကြားရောက်လာတဲ့တဘာဝဘင်းရည်တွေအမျိုးမျိုးကိုစည်းလုံးညီညာစွာနဲ့အတူလက်တွဲပြီးကျော်လွှားနိုင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့နှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ။